ဒီနေ့သွားမဲ့သင်ခန်းစာကတော့ Remino 3 MPK မှာ DUNC ကနေထုတ်ပေးလိုက်တဲ့ VS1 လို့ခေါ်တဲ့ Sublime Boot ရာ Main Power အစီအစဉ်ကိုရှင်းလင်းပေးသင့်တာလေဆိုတော့သင်ခန်းစာတစ်ခုနဲ့လေ့လာခဲ့ပြီးပြီ။အဲ့ဒီ Sublime Boot ဖြစ်တဲ့ VS1 ကိုသုံးပြီးတော့တစ်ဖက်ကနေပြီးတော့ Main Power စီကပြန်ထုတ်ပေးတဲ့ Output Boot လမ်းကြောင်းတွေမှာ Pico 1 PMU 0.9 Boot လမ်းကြောင်းကိုလည်းလေ့လာခဲ့ပြီးတဲ့အခါဒီနေ့ဆက်ပြီးတော့လေ့လာမှာက VS1 4.2 Sublime Boot ကိုသုံးပြီးတော့ MD6331 power IC ရနေပြီးတော့ switching output ဖို့လမ်းကြောင်းအဖြစ်နောက်တစ်ခုထပ်ထုတ်ပေးတဲ့ BGPU 0.9 volt လမ်းကြောင်းကိုဆက်လက်ပြီးတော့လေ့လာကြပါမယ်။အဲတော့ U1331 MD6735 ကိုတဆိုတဲ့ CPU ရဲ့ power session ပိုင်းကို U1331 လို့ခေါ်တဲ့ main power IC ဖြစ်တဲ့ MD6331 ကနေပြီးတော့စံနှုန်းချင်းအတွက် အောက်ဖွဲ့ switching လမ်းကြောင်းတွေကို switching mode power supply ဆိုတဲ့အပိုင်းကနေပြီးတော့မှ CPU ရဲ့ power session ဘိုင်းကိုလမ်းကြောင်း၃ခုပို့ပေးထားပါတယ် ပထမဆုံးလမ်းကြောင်းတစ်ခုကတော့ V1BMW ဆိုပြီးတော့ CPU ရဲ့ Core ဘိုင်းအလုပ်လုပ်နိုင်ဖို့အတွက် main power IC ဖြစ်တဲ့ MD633 ဟာ VGIC ကနေထုတ်ပေးလိုက်တဲ့4.2 volt VS wire လမ်းကြောင်းကို supply voltage ယူပြီးတော့ CPU ထဲကို V1BMW ဆိုပြီးတော့ပြပို့ခဲ့ပါတယ်။ဒါကရှေ့ကသင်္ကန်းသားမှာလေ့လာခဲ့ပြီးပြီ။ဒီနေ့ထပ်လက်ပြီးတော့လေ့လာမယ့်လမ်းကြောင်းက VGBU BMW ဆိုတဲ့အပိုင်းကိုလေ့လာကြပါမယ်။ အဲ့တော့ဒီဘလော့မှာကြည့်ရင် main power တွေဖြစ်တဲ့ MD6321 ရဲ့ switching mode power supply ဆိုတဲ့အပိုင်းလေးကနေ CPU ရဲ့ power session ဘိုင်းတွေကို GPU voltage လမ်းကြောင်းအနေနဲ့ပြင်းထန်ထားတဲ့ဒီလမ်းကြောင်းကိုစပြီးတော့လေ့လာကြည့်တဲ့အခါမှာဘူ GPU PMU ဆိုတဲ့လမ်းကြောင်းကိုထုတ်ပေးဖို့အတွက် MD စစ်သတင်းသွင်းရဲ့ပင်နံပါတ် P6 နဲ့ R6 ကနေ VDB FF13 ဆိုပြီးတော့ PL2003 ဆိုတဲ့ coin ကိုဖြတ်ပြီးတော့မှဘူလန်းကြောင်းတစ်ခုထွက်ရှိထားပါတယ်။ပြီးရင် MD စစ်သတင်းဘာဝါစီရဲ့ပင်နံပါတ် P4 နဲ့ R4 ကနေပြီးတော့ PL2004 ဆိုတဲ့ coin ကိုဖြတ်ပြီးတော့ဘူလန်းကြောင်းတစ်ခုထွက်ရှိပြီးပထမ VDB FF13 ဆိုတဲ့လမ်းကြောင်းကနေပြီးတော့ PL2003 ကို ကွိုင်ကိုဖျက်ပြီးတော့ထွက်လာတဲ့ဘူလန်းချောင်းနဲ့သွားပူပြီးတော့မှ VGBU PMU ဆိုတဲ့ဘူလန်းချောင်းကို CPU ရဲ့ power station မိုင်းကိုပြပင်းထားမှာဖြစ်ပါတယ်။အဲ့တော့ VGBU လို့ပြောတဲ့အတွက် Voltage for Graphic Gap Processing Unit အပိုင်းအလုံးလုံးနိုင်ဖို့ပြင်ဆင်ထားခြင်းဖြစ်ပါတယ်။ဘူအပြင်က active point active port ဖြစ်တဲ့အတွက်0.9ဘူဝင်ခြင်းမှာရှိနေပါမယ်။အဲ့ဒီ VDB FS 13နဲ့ VDB FS 14ဆိုတဲ့ဘူလန်းချောင်းနှစ်ခုကို VGBU PMU ဆိုတဲ့ဘိုလန်ကြောင်းတစ်ခုအဖြစ်ပေါင်းပြီးထွက်ပေးနိုင်ဖို့အတွက် supply voltage ကတစ်ဖက်မှာ BUIC ကပေးလိုက်တဲ့ BS wires ဘို့ကိုယူသုံးထားတယ်ဆိုတာကလိလာခဲ့ကြပြီးပါပြီ။ဒါကြောင့် VDBFF 13နဲ့ VDBFF 14 coin နှလုံးကိုသွားပြီးတော့ရှာကြည့်တဲ့အခါ PL 2003နဲ့ PL 2000နဲ့၄ဒီ coin နှလုံးဒီ power IC ရဲ့ဘေးနားမှာရှိတဲ့ coin လေးလုံးရဲ့အောက်ကနှလုံးမှာသူကအဲ့ဒါကို target ပုံမှာတစ်ချက်ကြီးကြီးတဲ့အခါဒီအောက်က coin နှလုံးဒီ BDBFF 13ဆိုတဲ့လမ်းကြောင်းအကွိုင်းကဒီကွိုင်းဖြစ်ပြီးတော့ BDBFF 14ဆိုတဲ့လမ်းကြောင်းအကွိုင်းဒီဒီကွိုင်းဖြစ်ပါတယ်။အဲ့တော့အဲ့ဒီကွိုင်းနှလုံးကနေပြီးတော့ထွက်လာတဲ့ပိုလမ်းကြောင်းကလမ်းကြောင်းတစ်ခုတည်းဖြစ်ပေါင်းပြီးတော့မှ BGPU PMU ဆိုပြီးတော့ CPU ရဲ့ power section ဘိုင်းဖြစ်တဲ့ graphical processing unit အပိုင်းကိုပိုအားလမ်းကြောင်းပြသွင်းထားမှဖြစ်ပါတယ်။အဲ့တော့အဲ့ဒီ GPU တဲကို ပေးသွင်းထားတဲ့အပိုင်းကိုဆက်လက်ပြီးတော့လေ့လာကြည့်တဲ့အခါ CPU ရဲ့ GPU ဘိုင်းဖြစ်တဲ့ power session ဘိုင်းတွေကို main power IC ရထုတ်ပေးလိုက်တဲ့ GPU ဘို့ရောင်းမရောက်ကိုဆစ်ချင်ရင်အဲ့ဒီသူပြထားတဲ့ component တွေမှာဆစ်ကြည့်လို့ရပါတယ်။အဲ့ဒီ component တွေမှာဘို့ဆစ်ကြည့်ရင်တစ်ဖက်တည်းအား ground ကြနေမယ်။တစ်ဖက်တည်းမှာ0.9ဘို့ရှိရင် main power IC ရထုတ်ပေးလိုက်တဲ့ GPU voltage က CPU ရဲ့ GPU ဘိုင်းကိုရောက်ရှိပြီးဖြစ်ပါတယ်။ ၎င်းကိုမရောက်ရှိခဲ့လို့ရှိရင် CPU ရဲ့ GPU ဘိုင်းလုံးမလုံးနိုင်တဲ့အတွက်ဘုံကပါဝါနိုးနိုင်မှာမဟုတ်ပါဘူးအဲ့တော့ဒီဘုလန်းကြောင့်ရှိသေးလားဆက်လက်ပြီးတော့ကြီးကြီးတဲ့အခါ CPU ရဲ့ GPU ရဲ့ဒီဘိုင်းတွေကိုပဲပြင်သွင်းထားပါတယ် channel အပိုင်းတွေကိုပြင်သွင်းထားခြင်းမရှိပါဘူးအကယ်၍ high quality မှာလဲမိုးစစ်ကြည့်လို့နှစ်ဖက်စလုံးမှာ0.9ဘို့မရှိခဲ့ဘူးဆိုရင် မီတာဝအတန်ပီစကေးမှာပြန်ထားပြီးလက်တံတစ်ဖက်ကို ground ချမယ်နှစ်ဖက်စလုံးကိုပြန်ပြီးတော့ပြန်ထောက်ကြည့်ရပါမယ်အကယ်၍အတန်မီနေခဲ့ပြီးတော့မှဘူးပြောက်တယ်ဆိုရင် short ချပြီးတော့ဘူးပြောက်တဲ့အတွက် coin ကိုဖြုတ်ချမယ်ပြန်စစ်ကြည့်မယ်အတန်မမီတော့ဘူးဆိုရင်တော့ coin short ချပြီးပြက်စာဖြစ်တဲ့အတွက် coin လေးလဲပေးလိုက်အောင်နဲ့ရရှိပေမဲ့ coin ကိုဖြုတ်ချပြီးပြန်စစ်တာတော့အတန်မီနေတုံးဆိုရင်တော့ဘိုးထိုးကြည့်ရပါမယ် 1.1 1.2 1.3ဘိုးဝင်ကျင်လောက်နဲ့ပဲထိုးယူရမယ် CPU တဲကိုသွားတဲ့ဗိုလ်လန်းချောင်းဖြစ်နေတဲ့အတွက်အဲ့လိုပို့ထိုးကြည့်ရတော့မြည်စည်းကွန်ပိုးနန့်မြည်စည်း IC မှပူလာခြင်းမရှိဘူးဆိုရင် Power IC ဘက်အချမ်းမှာ ground ကျရတယ်ဆိုရင် Power IC လောက်နဲ့နေပြီးနိုင်ပြီမဲ့ CPU ဘက်ကိုပို့ပေးတဲ့အဖက်က short ကနေခဲ့လို့ရှိရင်တော့ CPU ထိရောက်ရှိနိုင်ပါတယ် တော့ main power IC ရဲ့ switching mode power supply section ကနေ CPU ရဲ့ power section ဘိုင်းကိုဘိုဘေးလမ်းကြောင်း၃ခုအနက်အခုတို့လေ့လာခဲ့ပြီးတာဒီ core 1 PMU နဲ့ဒီခုသင်ခန်းစာဖြစ်တဲ့ VGPU PMU လမ်းကြောင်းကိုလေ့လာပြီးရင်နောက်ထပ်တစ်ခုအနေနဲ့က VIO 16 PMU ဆိုတဲ့ဘူလမ်းကြောင်းကိုဆက်လက်ပြီးတော့လေ့လာသွားပါမယ်။ MDK ချိဆက်ကိုအသုံးပြုထားတဲ့ model ဖြစ်နေတဲ့အတွက် VIO 16 PMU 1.4လမ်းကြောင်းဟာ တပုတ်လုံးအနှံ့ကိုသွားထားမယ်။သူ့ကိုသုံးမဲ့ဘမွိုင်းဘုတ်ကိုသုံးပြီးမဲ့အာသာဘအပိုင်းတွေနဲ့ CPU ရဲ့ပြီးရင် EMCB ထဲမှာရှိတဲ့ RAM နဲ့ ROM ပိုင်းတွေကိုသူပြီးသွင်းသွားပါမယ်။ဒီမှာကတော့ CPU ရဲ့ကြောပေါ်မှာ POP စနစ်ကိုသုံးထားပြီးတော့ RAM IC တိသက်တင်ထားတဲ့အတော့ CPU ရဲ့ကြောပေါ်မှာရှိတဲ့ RAM IC တွေရဲ့ EIMC လို့ခေါ်တဲ့ ROM only အသုံးပြုထားတဲ့ IC တွေကိုလည်းပူပိလန်းချောင်းတွေကိုနောက်ထပ်သင်ခန်းစာမှာဆက်လက်ပြီးတော့လေ့လာရပါမယ်။အခုသင်ခန်းစာကတော့ ဒီလောက်နေနေပဲရထားလိုက်ပါမယ်ဒီ GPU သင်္ကန်းစာနဲ့ပတ်သက်ပြီးတော့နားမလည်တာရှိခဲ့လို့ရှိရင်သက်ဆိုင်ရာသင်္ကန်းစာရဲ့ comment မှာရေးပြီးတော့မေးမြန်းနိုင်ပါတယ်